မင်္ဂလာပါရှင်မန္တလေးကတိ channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင်ကျမတို့ channel ကနေနောက်ဆုံးသတင်းများကို channel တစ်ပိတ်ညစာတင်ဆက်ပြီးတော့မှဖြစ်ပါရှင် စကောင်းဆောင်ဘိုးချုံမကြီးမင်းအွန်လိုင်းရန်ကုန်ကို ရောက်ရှိနေကြောင်းသိရပါတယ်။စကောင်းဆောင်မင်းအွန်လိုင်းဟာနိုဝင်ဘာလ14ရက်နေ့မှာရန်ကုန်မြို့ကို ရောက်ရှိနေတယ်လို့ရန်ကုန်စောက်ကြီးအဖွဲ့စီကနေသိရပါတယ်။သူဟာတန်လေးမျိုးနဲ့တီလဝါရေးတက်စကန်သို့တွားရောက်ကြည့်ရှုနေပြီးတီလဝါတွင်ရေးသက်လက်ကျင်ရေးအကျွဲရောက်နေတဲ့ရုရှားစစ်သည်ပေါ်များကိုလိုက်ကြည့်ရှုနေတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။ ဒီကနေ့သူမလာခင်12ရက်နေ့ထဲကတန်နေမှာပိုက်စိတ်တိုက်ကိုလုံချော်ရေးတွေချထားတာကျွန်တော်တို့တက္ဆီတမားတွေလည်းမကြံစစ်နေတယ်။နမ်မာဂျီဘေးမှာလည်းလယ်ရီဂိတ်ချပြီးတော့စစ်နေတာလို့တန်နေမျိုးနဲ့မှာနေထိုင်တဲ့အငါရှင်တူကလည်း New Day မြန်မာကိုပြောဆိုထားပါတယ်။ ရှင်နေ၎င်းသွာလာနေတဲ့နေရာတွင်တဲ့လမ်းကြောင်းတစ်ချောင်းမှာစစ်ကော်မရှင်ချုပ်ဖွဲ့ဝင်တွေလုံခြုံရေးအပြစ်ချထားပြီး၎င်းတို့မတင်ကားသူများကိုခေါ်စစ်ကားဖမ်းဆီးနိုင်တာကြောင့်တတိပြုသွာလာကြဖို့လို့ဆော်ထားကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့ပြည်သူများလက်မခံကြတဲ့ရွေးကောက်ပွဲအတူဟာရှောက်လန်းရမယ့်လမ်းကြောင်းအမှန်ဖြစ်တယ်လို့မင်းအောင်လိုက်ကပြောဆိုပြန်ကြောင်းသိရပါတယ်။ အနာဒေသကောင်ဆောင်မင်းအောင်လိုက်ကလက်ရှိစစ်တပ်ချင်းပေါ့မဲ့အတွေ့အကြုံရွေးကောက်ပွဲဟာမြန်မာနိုင်ငံနဲ့နိုင်ငံသားတွေရှောက်လန်းရမယ့်လမ်းကြောင်းအမှန်ဖြစ်ပြီးပြည်သူတွေအမှားအမှန်ခွဲခြားသိဖို့လိုတယ်လို့ပြောဆိုလိုက်တာဖြစ်ပါရယ်။ရှမန်ဒီကြားရောက်ခဲ့တဲ့တရားနဲ့တရားနဲ့ငါနှစ်မြောက်မျိုးသားနေအောင်ပွဲနဲ့အတွေ့ပေးပို့တဲ့တဝန်လောချင်းမှာအကျဉ်းဖယ်မင်းအောင်လိုက်ကရှိခိုးလို့ချက်တွေပြောဆိုခဲ့တာဖြစ်ပါရယ်။ ပြည်သူလူထုတရက်လုံးလိုလားတောက်တက်နေတဲ့ပါတီဆိုဒီမိုကရေစီနဲ့အောင်မြင်စွာရှောင်လနေရဲ့အတွေ့ပါတီဆိုဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုမကြာမီစားတင်ကျင်းပတော့မှာဖြစ်ပါရယ်ရွေးကောက်ပွဲလုပ်ငန်းစင်တီတာမိမိတို့ရှောင်လန်းရမယ့်အလမ်းကြောင့်အမှန်ဖြစ်တဲ့အတွေ့ပြည်သူလူထုရဲ့ပူပေါင်းပါဝင်မှုဖြင့်အောင်မြင်အောင်ဝိုင်းဝိုင်းဆောင်ရွက်ပေးကြရတဲ့တက်တွန်းအပါရယ်လို့မြောင်းလိုက်ကပြောဆိုခဲ့တာဖြစ်ပါရယ် ဒါပြင်အကြံပေးစစ်တဲ့အနေနဲ့နိုင်ငံအနှံ့စာတင်ကြောင်းတွေကိုရည်ရွယ်ချက်ရှိရှိလေးကြောင်းတိုက်ခိုက်ကခရီးငယ်များစွာကိုတေးကျေပြက်စီစေသလိုအကြောင်းနဲ့အရွယ်အသက်မပြည့်သေးတဲ့လူငယ်တွေကိုပါပေါ်ရာဆွဲစစ်တိုက်ခိုင်းနေပေမဲ့တော်ဝန်လွားချက်မှာတော့ပညာရေးကိုမြင့်တင်ရမယ့်အကြောင်းတွေပြောကြားပြန်လာဖြစ်ပါရဲ့ နိုင်ငံတနိုင်ငံတင်းရင်အေးချမ်းရေးနဲ့ဆင်ဆင်မပြဲဖွံ့ဖြိုးတိုးတက်ရေးအကျွဲပြည်သူသူချင်းစီရဲ့အတိပညာအသက်ပညာအကျွေးခေါ်ဖို့တူတာပြည်ဝစစ်ချင်းဖြင့်အမျိုးသားပညာရေးကိုမြင့်တင်ပေးရမှာဖြစ်ပါရယ်အထူးသဖြင့်ဒီမိုကရေစီနဲ့တကူပြောင်းနေတဲ့ယနေ့ကာလတွင်တိုင်းရင်းသားပြည်သူများအနေဖြင့်အရာရာကိုစဉ်းစားတွေးခေါ်ကအမှန်အမှန်ကိုခွဲခြားသိရှိပြီးနိုင်ငံနဲ့လူမျိုးကိုတည်ဖို့ဆောင်ရွက်ရန်အရေးကြီးပါတယ်လို့ဂျမ်းဖက်စကားဆောင်မေယောင်းလိုက်ကပြောဆိုခဲ့တာဖြစ်ပါရယ်မေယောင်းလိုက်ဦးဆောင်တဲ့အနာသိစကောမရှင် ာသူတို့ရဲ့လှုပ်ချိုးရေးချက်ပေါင်းအဖြစ်ရွေးကောက်ပွဲအတွက်ကိုတရားမဝင်ကျင်းပဖို့ကြိုးပမ်းနေပေမဲ့တော်လရင်အောင်စုရင်းနဲ့ပြည်သူအများစုကတော့အတားဟာထောင်ချောက်ဖြစ်တယ်လို့အမှတ်ယူထားခဲ့ကြတာပဲဖြစ်ပါရဲ့ ဆက်လက်ပြီးတော့စကောင်းဆောင်ကရှမ်းမြောက်နဲ့ကရင်နီမှအစစ်စရေးအဖွဲ့များအပြင်ခရိုနီများနဲ့အနုပညာရှင်များကိုပါဘွဲတစိမ့်များတင်ကျုံပေး၍စီယုံနေကြောင်းသိရပါသည်။အနာသေးပြင်းနောက်ရာယီတမရအရှာချူကိုရပ်ယူထားတဲ့စကောင်းဆောင်ပို့ချုံမှုကြီးမြင့်အွန်လိုင်းဒီ၎င်းတို့အားခုခံတော်လှန်မှုပြင်းထန်တဲ့ရှိနေတဲ့အရှမ်းပြည်မြောက်ပိုင်းကရင်နီကရင်နဲ့မန္တလေးဒေသများတွင်စစ်စရေးတာဝန်ထမ်းဆောင်ခဲ့တဲ့လက်အောက်ခံတပ်ဖွဲ့ဝင်များအပါအဝင်စစ်တပ်ရဲ့ဗေဒတော်သားအလုပ်ကိုဘွဲတစိမ့်များတင်ကျုံပေးအပ်ချက်ဖြင့်စီလုံးရဲ့ရှိနေ altilla ဂျမနီကြားရောက်ခဲ့တဲ့အမျိုးသားနေတွင်ဂုံတုဆောင်ပွဲတစိမ့်များ PH ခံရသူတွင်စစ်တပ်လက်အောက်ခံတပ်ဖွဲ့ဝင်များစစ်ကောင်ဆောင်ရဲ့မိသားစုအကျိုးစီးပွားကိုလုံခြုံပေးနေတဲ့ခရိုနီလုံငန်းရှင်ကြီးများနဲ့၎င်းတို့ကို၆ခန်းအားပေးနေတဲ့အမှုပညာရှင်များပါဝင်ကြောင်းသိရပါတယ်။စစ်ကောင်ဆောင်တွင်ယာယီသမရအမိခံ၍နှိုးရမလား၁၄ရက်နေ့တွင်ကြားရောက်တဲ့အမျိုးသားနေတွင်ဂုံတုဆောင်ပွဲတစိမ့်များကိုတင်ကြုံပေးနေပြီးနှစ်ထူနှစ်မြတ်အမတ်များတွင်ယခုကဲ့သို့ဇုအသင်ပေးနေခြင်းဖြစ်ကြောင်းစစ်ရေးဆိုင်ရာစောင့်ကြည့်နေသူစီရီယံဘူဂျီစင်ယောက ထောက်ပြထားပါတယ်။သူကနေ့ထူနှစ်မြတ်မတ်တမြအစွတ်ပေးနေတာပါ တက်တွင်းအပြင်ရဲနဲ့ဌာနဆိုင်ရာတွေကိုမှက်လုပ်ပေးတဲ့အနေနဲ့ပေးအပ်တာဖြစ်ပါတယ်။သူရရည်သမရလုံနေချုပ်အချိန်မှာယခုလိုပေါ်ပေါ်တည်တည် ပေးပြီးတော့စီရင်ကြပေါ့လို့၎င်းပြောဆိုချပါတယ်။စကောင်းဆောင်ပေးအပ်ခဲ့တဲ့ဂုံထူဆောင်ပွဲများဂုံထူဆောင်တစိမ့်များကိုဘိုးချုပ်ခွန်ဦးဘိုးမူကြီး၆နဲ့ဒူဘိုးမူကြီးဘိုးမူဘိုးကြီးအပါဝင်တတ်တာအစစ်တီ54ဦးရတဖွဲ့ဌာနဆိုင်ရာများစသည်တို့ရရှိခဲ့ကြောင်းသိရှိရပါတယ်။ ကျုပ်ပြင်စကားဆောင်မိသားစုနဲ့အရင်ဒီကျုံပြီးအကျိုးစီးပွားများလုံခြံပေးနေတဲ့ခရိုနီလုံငန်းရှင်ချင်းများစစ်တပ်ထောက်ခံလူရှင်တော်တရုတ်ဆောင်ဒါရိုက်တာများကိုလည်းလူမှုထူးချွန်စုတစိမ့်များပေးအပ်ခဲ့ကြောင်းစကောမရှိက ပြောဆိုထားဖြစ်ပါရင်း အဆိုပါလူမှုထုချက်စုတစက်ရရှိခဲ့တဲ့ခရိုနီများချက်တွင်ရေတကွန် Energy Company အမှုဆောင်အရာရှိချုပ်ဦးမောင်မောင် Nine Sky One ၊ရွှေပြိုင်းဖြူကုမ္ပဏီနဲ့အတန်မြန်မာဥက္ကဋ္ဌဦးသိန်းဝင်းစောဦးကျော်မင်းဦး Sky Adventure အပြင် UAV ဘန်ပိုင်ရှင်တို့ပါဝင်နေကြောင်းသိရှိရပါသည်။ရှင်အတူစစ်တပ်ထောက်ခံလူရှင်တို့တရုတ်ဆန်တဲ့ဒရိုက်တာများဖြစ်တဲ့ဒိန်တော်ညင်ချန်တင်ညွဝေလူကျော်ခိုင်နေဝေထူခန့်ကျော်တင်မောင်ဆန်ဝေ ဇေယောမမကျော်စင်လင်းတို့ကိုဇောအာယုညိုမင်းတွေတို့အရာရှိခဲ့ကြောင်းသိရှိရပါသည်ဆက်လက်ပြီးတော့ ရေဦးနဲ့မြင်းချမ်းမြူနယ်တွင်ကင်းလက်ရန်ထွက်လာနေတဲ့စစ်ကြောင်းနဲ့ပြူစော်တစ်ခန်းများကိုကျောင်းရဲကြများကတိုက်ခိုက်မှုတိုက်ခတ်သိမ်းဆုပ်မှုရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရယ်။သကိုင်းတိုင်းရေဦးမြို့ပေါ်တွင်ဆိုင်ကယ်ဖြင့်ကင်းလက်ရန်ထွက်လာနေတဲ့စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ခဲ့ရပြီးစကောက်စီဖက်ကနေတိုက်ခတ်သိမ်းဆုပ်မှုရှိနိုင်ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြို့နယ်မှာတောင်ဝမ်ရှိတတူကရုံးခဲသတင်းဌာနထံသို့ပြောဆိုချပါရယ်။နိုဝင်ဘာလ17ရက်နေ့ည8:50မိနစ်ခန့်အချိန်ရေဦးမြို့မြောက်ပိုင်းသို့ဆိုင်ကယ်15စီးဖြင့် င်ကင်းလည်ရန်ထွက်လာတဲ့အကြံပေးစတာများကိုရေဦးမြို့အဝင်ဆိုင်ပုတ်အနီးရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်းအကြံပေးစကောက်စီဖက်ကနေထိခိုက်ဒေဆုံးမှုရှိခဲ့တော်လည်းပဲအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးပဲကျွန်တော်ရေပေါ်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ စခွေတည်စင်းမတိရသေးပါဘူးမိုင်းကွင်းထဲရောက်လာလို့မိုင်းဆွဲတိုက်ခတ်နိုင်ခဲ့ပါတယ်စခွေတွေဘက်ကထိခိုက်သေးဆုံးမှုကတော့ရှိနိုင်ပါတယ်မိုင်းတော်လုံးနဲ့မိုင်းဆွဲတိုက်ခတ်ခဲ့တာပါလို့ပြည်သူ့ကားကွေရဲ့အဖွဲ့ရေးမြစ်နယ်မှာတောင်ဝင်းရှိသူကရှင်းပြထားဖြစ်ပါတယ်အလားတူမန္တလေးတိုင်းမြင်းချမ်းမြို့နယ်ရှိဆုံရွာပြည်စွတ်တီကျွော်ကိုလက်နေချင်းများဖြင့်ပြစ်ခတ်တိုက်ခတ်ခဲ့ရရင်စကောက်စီဘက်ကနေထိခိုက်သေးဆုံးမှုရှိနိုင်ကြောင်း ဇီယွန်နီစနိုင်ပါပက်ကင်ကိုရလာဖူအဖွဲ့မှအဖွဲ့ကောင်းဆောင်ကိုကြားတက်ကရန်ခွေတရင်ဌာနတို့ပြောဆိုချပါရယ်။နိုယမလာ30နှစ်မွန်လဲတနိုင်း15မိနစ်ခန်းချီတွင်မြင်းချမ်းမြို့နယ်ဆိုရပြူစောတိချင်းရွာကိုဇင်ယော်နီလက်နက်ကြီးတစ်ဖက်က60မမများဖြင့်ပြစ်ကတ်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်အကြံပေးစကောက်စစ်ဖက်ကနေထိခိုက်သိမ်းဆုပ်မှုအခြေအတွက်ကိုအတိပြုနိုင်ခြင်းမရှိတဲ့ကြောင်းသိရှိရပါရယ်။ ကျောင်းလေးတက်ကပြစ်ခတ်တက်ခတ်လိုက်တဲ့လက်နေကြီးကြီးများကပြူစော့ချီကြီးရွာရဲ့ကကင်းစခန်းသို့အကြောက်ရောက်ပောက်ခွဲခဲ့တော့ကြောင်းပြူစော့ချီများထိခိုက်ဒေဆုံးမှုရှိနိုင်ကြောင်းတိုက်ခတ်မှုအတွင်အကြံဖက်စကောင်စီဘက်ကလည်းဒရုန်းလက်နေကြီးများဖြင့်ပြန်လည်ပြစ်ခတ်တက်ခတ်ခဲ့ကြောင်းသိရှိရပါသည်ကင်းစခန်းနဲ့နေရာအကြောက်ရောက်ပောက်ခွဲတာထိခိုက်မှုရှိပါသည် အသေးရှိမရှိတော့မသိရသေးပါဘူးအင်အားတရဝန်းကျင်ရှိတဲ့ပြူစော့တီလက်နက်ကိုင်းအင်အား80လောက်ရှိပါတယ်လက်နက်ပေးမထားတဲ့ပြူစော့တီလည်းရှိပါတယ်လက်နက်ကြီးလေးလုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တာပါပြူစော့တီဖက်ကတော့အထက်တေဆုံမှုရှိပါတယ်လို့ဇင်ယောနီစနိုက်ပါပက်ကင်ကိုရလာဖိုမာဖက်ကောင်းဆောင်ကိုကြားတက်ကပြောဆိုထားပါတယ်အဆိုပါတိုက်ခတ်မှုကိုဇင်ယောနီစနိုက်ပါပက်ကင်ကိုရလာဖိုလက်နက်ကြီးတစ်ဖက်ကရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လည်းရေပေါ်များအထူးခမ်းရှိပြန်လည်ဆက်ခွန်နိုင်ခဲ့ကြောင်းသိရှိရပါတယ်အပင်နာဆင်မှုအတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်